ဒီနေ့ဗီဒီယိုလေးမှာတော့ commercial တက်ပုံတပုံဖြစ်ဖို့အတွက်ကိုအနောက်မှာဘလောက် ပင်မကြိုးစားထားရလဲဆိုတဲ့ဟာလေးကို break down လုပ်ပေးပါမယ်။ retouching ကအရင်အရေးကြီးပါတယ်။ portrait အလှပုံလောက်ရိုက်တဲ့ဟာလေးကိုကျွန်တော်တို့အရင်ကြော်ညာပြက်ကလေးရိုက်တဲ့လောက် retouch သွားလုပ်မယ်ဆိုလို့ရှိရင်အဆင်မပြေဘူးနော်။ဘာလို့လဲဆိုတော့ပုံတစ်ပုံကိုကျွန်တော်တို့5မိနစ်လောက် retouch လုပ်ရမယ့်ဟာကိုကျွန်တော်တို့အနိုင်ဝက်တနိုင်လောက်နဲ့တော့ပြင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အချင်းကအရင်ကုံဝမ်းမှာဖြစ်တဲ့ commercial quality grade ဖြစ်ဖို့ကြတော့ဒီလိုအချင်းမပေးလို့မရအောင်တချို့ပုံတွေဆိုလို့ရှိရင်တပုံနဲ့တရက်ရိုက်ရတယ်။တချို့ပုံတွေဆိုလို့ရှိရင်တပုံနဲ့ကိုပြင်တာပဲ၂ရက်၃ရက်ကြာခေါင်းလဲကြာနိုင်တယ်ပေါ့နော်။ရိုက်တဲ့အမျိုးအစားနဲ့ရိုက်တဲ့အကြောင်းအရ ာပုံမူတည်ပြီးတော့တချင်ကလည်းလုံနိုင်ရင်လုံနိုင်တဲ့လောက်ပြုတ်ထွက်ကကောင်းမှာပဲဖြစ်တယ်ဗောနအဓိကတော့ commercial photography မှာကျွန်တော်တို့ lighting ကအသက်ပဲဆိုတော့တဘာဝအလင်းရောင်အကြောင်းမို့လဲလှရမယ်သူ့မှာရှိရဲ့ interior exterior media လည်းလှနေရမယ်ဒီမှာတုံးထားတဲ့ material texture အကုန်လုံးကိုပေါ်အောင်ဒီဒီပေါ်အောင်ရိုက်နိုင်မှာပဲကျွန်တော်တို့ commercial quality grade လို့ခေါ်တယ်ဗောနပုံမှန်အားဖြင့်တော့ဒီလိုရုပ်တရက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီပုံလေးက ပုံလေးတစ်ပုံပဲပေါ့နော်ပုံလေးတစ်ပုံပါပဲဒါပေမဲ့ဘာကွာွားလဲဆိုတော့ကျွန်တော်တို့ဒီဒေးပေါ့နော်ဒီဒေးကဒီပုံဆိုလို့ရှိရင်ကျွန်တော်တို့ဘီဖုတ်ပဲတက်တက်ပါပဲတက်တက်တက်လို့ရတယ်ဒါဆိုရင်ကျွန်တော်100%ရှိပါတယ်ဆိုတော့100%မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒေးကဘာတွေမြင်ရမလဲဆိုတဲ့ခါကျတော့ဒီမှာရှိနေတယ်ဒိုင်းလေးတွေလိပ်စာလေးတွေအသေးစိတ်ပေါ့နော်ဒီခြွေပြားဆိုခြွေပြားရဲ့တက်ချာတွေကအစအကုန်လုံးမြင်ရမယ်မီးဆိုရင်လည်းတစ်လုံးချင်းစီ reflection လေးတွေအစမြင်ရမယ်ပေါ့နော်ဆိုတော့ဒါဒီမြင်ဖို့အတွက်ကိုကျွန်တော်တို့က တစ်ခုချင်းတစ်ခုချင်းစီကိုအသေးစိတ်ဒီတေးစောင့်ပြီးတော့ရိုက်ထားတယ်ပြီးရဲ့အချိန်ကျတော့ Photoshop မှာပဲပြန်ပေါင်းရတာပေါ့နော်ဒါကတော့ final product ပေါ့နော် final product ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ပြင်ထားတဲ့ဟာလေးကိုမြင်ရမှာပဲဖြစ်တယ်အဲဒီမှာရှိနေတဲ့ဒီလိုတခြားလေးပေါ့နော်ဒီကြောက်သားရဲ့တခြားလေးတွေအကုန်လုံးကျွန်တော်တို့ကမြင်ရအောင်လို့ရိုက်ထားရတာပဲဖြစ်တယ်ဆိုတော့ဒီပုံက one click နဲ့ဘယ်တော့မှမရစေရပါဘူးဒီလိုပုံက ဒါလောက်နီနီကောင်းမယ်လို့လည်းမမျှော်လင့်ပါနဲ့ဒီလို commercial ပုံကကျွန်တော်တပုံနဲ့ရိုက်တယ်လို့ထင်မှားပါမယ်ဒါကပုံ90လောက်ရိုက်ပြီးပေါင်းထားတဲ့ပုံပဲဖြစ်ပါတယ်ဆိုတော့ပုံ90လောက်ဘာလို့ဖြစ်သွားရလဲဆိုတဲ့ဟာလေးကိုကျွန်တော် sharing လုပ်ပေးပါမယ်ချိလိုက်ရင်တော့ပုံလေးတပုံပဲဒီပုံလေးတပုံမှာကျွန်တော်က layer ပဲနှစ်ခုနဲ့လုပ်ထားလဲဆိုတော့အရင် sharing လုပ်ပေးမယ်ဒါကကျွန်တော်ပုံပြင်ပြီးွားပြီဆိုတဲ့အချိန်ကျတော့မှ file ရင်းလေးမှာဆိုလို့ file ကို copy ပွားပြီးွားတော့ color grade လုပ်လိုက်တဲ့ဟာလေးပဲဖြစ်ပါတယ် ဒါက final ပုံမှာ final ပုံမှာကျွန်တော်ဒီဘေးကအဆောင်ဖြောက်လိုက်တယ်ပြီးတဲ့အခါကျတော့ကောင်းကင်မနော်ကောင်းကင်အရောင်ကျွန်တော်မကြိုက်တော့ကောင်းကင်အရောင်လေးကိုချိန်ထားတယ်ဒီမှာလည်းအဲ့လိုအရောင်လေးတခုချင်းတခုချင်းစီကိုကျွန်တော်ချိန်ထားတယ်ပေါ့နော်ရိုက်ထားတဲ့ပုံ80လောက်ကိုကျွန်တော်ပြန်ပေါင်းတယ်ပေါင်းပြီးသွားတဲ့အချိန်ကျတော့ layer တလွှာချင်းစီတလွှာချင်းစီမှာကျွန်တော်ပြန်ပြီးတော့လိုချင်တဲ့ lighting လေးရဲ့အလင်းမောင်လေးတွေနဲ့ပုံလေးပေါင်းဆက်ပြီးသွားပြီဆိုရင် finalize မှာကျွန်တော် dotion pen နဲ့အဲ့လိုလေးလိုက်ပြီးတော့ကစားတယ်ပေါ့နော် commercial ပုံမှုလို့ကျွန်တော်တို့ကဒီလောက်လောက်ရမယ်ဒီလိုကစားရမယ်ဆိုတာမျိုးတော့မဆိုလို့ဘောနော်ဒါ final မှာဒီလိုပုံလေးဖြစ်သွားတယ်ဘောနော်ဆိုတော့ဒီလိုပုံမဖြစ်ခင်ဂျားထဲမှာကျွန်တော်ဘာရှိသေးလဲဆိုတော့ဆိုတော့ဒါကအစရစရိုက်ချင်းပုံဘောနော်ဆက်ဆက်ရိုက်တဲ့ပုံကတော့ကျွန်တော် okay ဆို share တို့ဒီ highlight တွေကိုကျွန်တော်လိုချင်တဲ့ဟာလေးတွေကိုအကုန်ကျွန်တော် detail အောင်ယူတယ် ပြီးွားပြီဆိုတဲ့အချိန်ကျတော့ကျွန်တော်လိုချင်တဲ့နေရာကိုကျွန်တော်မီးလေးတွေပတ်ပြီးွားတော့ရိုက်တယ်ပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်လိုချင်တဲ့နေရာလေးတွေကိုကျွန်တော်ဒီတေးအောင်မီးလေးတွေပတ်ပြီးရိုက်ထားပဲဖြစ်တယ်ကိုလိုချင်တဲ့နေရာကိုထိုးရှင်နဲ့လိုက်တဲ့အလင်းမောင်လေးတွေကျွန်တော်တို့ပိုင်းထိုးပြီးွားတော့ရိုက်မှာပဲရတာပေါ့နော်လိုက်တင်လေးထည့်လိုက်တယ်ပေါ့နော်လိုက်တင်လေးထည့်လိုက်တယ်လိုက်တင်လေးထည့်လိုက်တဲ့ဆိုတဲ့အချိန်ကျတော့ကျွန်တော်တို့ဒီမီးလေးတွေကလင်းလာတယ်လင်းလာပြီးွားပြီဆိုတဲ့အချိန်မှာကျွန်တော်တို့ဒီရှိမှာလိုချင်တဲ့နေရာအစိတ်ပိုင်းလေးပေါ့နော်ဒါလေးမပေါ့ဆိုရင်ကျွန်တော်မက်စကင်နဲ့လုတ်လိုက်တယ် ဆိုတော့စိတ်ရှိလက်ရှိပေါ့နော် commercial လုပ်ပြီဆိုရင်တော့ commercial ကို commercial နဲ့တူအောင်ပြင်ပေးရပါနော်ဆိုတော့ဒီပုံက layer ဘယ်နှခုရှိလဲဆိုတော့ဗျာအာဒါကတော့ခုနပြောထားတဲ့အဆောင်တစ်ခုလုံးမီးလေးပိုင်းပေးထားတဲ့ဟာပေါ့နော်ပြီးသွားပြီဆိုတဲ့အချိန်ကျလို့ရှိရင်ကျွန်တော်ဒီပုံမှာရောက်သွားပြီဆိုတဲ့အချိန်ကျတော့ဒါကဒါမီးလေးတွေပေးတဲ့ဟာဖြစ်သွားပြီမီးလေးတွေပေးတဲ့ဟာရှိမယ်ပြီးပြီဆိုရင်ဒီရှေ့ကအသေးသေးနည်းနည်းလေး လမ်းလေးပေါ့နော်လမ်းလေးပေးတတ်အားရှိမယ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်မီးအလုံးကိုပြန်ပြန်ပြီးတော့ပေါင်းထားတဲ့မီးပေါ့နော်အားလေးရှိမယ်ပြီးွားဆိုရင်ကောင်းငင်အရောင်ချိန်ထားတာလေးရှိမယ်ဒါကဒါကကြောက်တဲ့ဒီရှိရဒီဒီ line လေးတွေပေါ့နော်ဒီဒီကြောက်လေးတွေရဲ့ texture ဒီ detail လေးပေါ့အောင်ကျွန်တော်အသေးသေးချိန်ထားတဲ့အားလေးကို masking လုပ်ပြီးတော့ပေးထားတာပဲဖြစ်ပါတယ်အဲ့ဒါပြီးွားပြီဆိုရင်ကျတော့မှကျွန်တော်ဒါတည်ကြည့်လိုက်မယ် view နည်းနည်းချင်းတက်သွားပြီ human situation နဲ့ တိမ်ရောင်လေးကိုနည်းနည်းထက်ချိန်နေပြီးပါပြီဆိုရင်ဒီမှာဒီပုံမှာကျွန်တော်တို့ cuff နဲ့ torsion band လေးလိုက်လုပ်တယ်မလိုအပ်တဲ့ဟာတွေဖယ်တယ် view ID ဆိုတဲ့အချိန်ကျတော့ final မှာကျွန်တော်တို့ဒီလိုပုံလေးဖြစ်သွားပါဘောเนาะ layer ကိုကျွန်တော်ဘေးကိုခဏပို့ထားလိုက်မယ်ဆိုတော့အဲဒီမှာဘောเนาะဒါကတော့ကျွန်တော်ပြင်ပြီးသွားတဲ့ပုံမှာကျွန်တော် color grade လုပ်လိုက်တယ်ဘောเนาะ color grade လုပ်လိုက်ရင်ကျွန်တော်ဒီပုံထွက်သွားတယ်ဒါကတော့ကျွန်တော်တို့ ကွန်မရှယ်ရိုက်ထားတဲ့ပုံပုံပဲဖြစ်တယ်ဗောနော်ဒီဒါ layer လေးနဲ့ layer ပိုင်း layer ဗောနော်ကျွန်တော်တစ်ခုချင်းစီအခွဲပြီးတော့ရိုက်ထားတဲ့ဟာလေးကို breakdown လုပ်ပြီးတာဗောနော်ကျွန်တော်တရေလုံးလုံးရိုက်မှ10ပုံပဲပြီးတယ်ဗောနော်10ပုံပဲဘာလို့ပြီးရလဲဆိုရင်ဟာကလည်းခုနပြောသလို lighting ကကျွန်တော်တစ်ခုချင်းတစ်ခုချင်းစီကိုစိတ်တိုင်းကြလိုရင်းလိုသလိုလိုချင်တဲ့နေရာလေးတွေကိုကျွန်တော်ကွက်ပြီးထိုးထားဖြစ်တဲ့ကြောင့်မလို့အချိန်တော့ပြီးရတယ်ဆိုတော့ quality take time ဗောနော်ဆိုတော့ quality ကောင်းကောင်းလိုချင်နေဆိုရင်ကျွန်တော်အချိန်ပေးမှရမယ်ဆိုတော့ဒါကတော့ နောက်ပုံနေဖြစ်တယ်ဗောနော်ဆိုတော့ဒီမှာလည်းဒီလိုပဲဗောနော် lighting တွေကတစ်ခုချင်းစီတစ်ခုချင်းစီကိုစိတ်တန်းကြထိုးပြီးပေးထားတာပဲဖြစ်ပါတယ်ဒီလိုအသေးလေးကြည့်လိုက်မယ်ဆိုရင်တော့အသေးပဲသူ့လိုလိုကိုလိုလိုပဲဒါပေမဲ့ကျွန်တော်ပုံမှန်ရှိနေတဲ့ shadow detail highlight detail နည်းရံမှာရှိနေတဲ့ texture တွေရဲ့ detail ဥမာဒါဆိုရင်ဒီကျိုးဗောနော်ဒီကျိုးရဲ့ detail ပကြီကားမှာရှိနေတဲ့ပကြီကားပုံမှန်ရှိနေတဲ့ပကြီပကြီဆရာရဲ့လက်မှတ်ဗောနော် အဲ့လိုဟာလေးတွေပကြီးကားပေါ်မှာရှိတဲ့ reflection လေးတွေကြိုက်တဲ့ဟာကိုကြည့်ဖို့နော်ဆိုတော့ဒီ day ကတော့အကုန် sharpness ကပြတ်နေရမှာအကြီးချဲ့ကြည့်လိုက်မယ်100%ကြည့်ပြီဆိုလို့ရှိရင်အသေးစိတ်ချင်းတစ်ဖူချင်းတစ်ဖူချင်းစီပေါ့နော်ရှိနေတယ်မရှိသမျှအပြစ်နာစားဆိုလည်းအကုန်မြင်နေရမှာပေါ်လွင်အောင်ရိုက်ပေးထားတာပဲဖြစ်တယ်ပေါ့နော်တဏီကုံလုံးရိုက်မှကျွန်တော်10ပုံပဲပြီးတယ်ပေါ့နော်ဒါကဒီမှာရှိနေတဲ့ကလစ်လေးပေါ့နော်ပချီကားချိန်မဲ့ကလစ်လေးဖြစ်ပါတယ် okay ဒါဒီပချက်နေတဲ့ထားပါဘောเนาะအဲ့တော့ဒီမှာ a6 ဆိုလဲ a6 ပေါ့เนาะကျွန်တော်ကျွန်တော်ရဲ့ပုံနဲ့မှာတနေရာရမှာဘန်းပြီးတော့ over export ဖြစ်သွားတယ် under export ဖြစ်နေရယ် black တွေ clipping ဖြစ်နေတယ်ဒီဒီတွေမပေါ်ဘူးဆိုရင်ဟာမရှိစေရ commercial quality great photography ပဲဖြစ်ပါတယ်ဆိုတော့ commercial quality ကိုရိုက်ပြီဆိုလို့ရှိရင်ဒီလိုမျိုးပုံရိုက်မှသာလဲ commercial လို့ခေါ်ဆိုလို့မရမှာပဲဖြစ်တယ် fiber လေးထောင်ပြီးတော့ပြပြပြရိုက်မယ်ဆိုရင်တော့ခဏလေးနဲ့ပြီးရယ်ပြီးတော့ပြင်စရာလည်းအဲ့လိုမလိုဘူးเนาะ အခုဒီပုံဆိုလို့ရှိရင်လည်းဒါကအသေးစိတ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကြည့်လို့ရတယ်ဒီနောက်မှာရှိနေပကြီကားပေါ့နော်ဒီပကြီကားမှာရှိနေလက်မှတ်လည်းကျွန်တော်တို့မြင်ရတယ် reflection လည်းမြင်ရတယ်ပုံရဲ့တခြားတစ်ခုချင်းစီပေါ့နော်ပုံရဲ့တခြားတစ်ခုချင်းစီဆိုလည်းမြင်ရမယ်လက်မှတ်ဆိုရင်လက်မှတ်ပေါ့နော်ဆိုကြိုက်တဲ့ဟာကိုဒီတိပြောပါဆိုတော့ကင်မရာကတော့ကျွန်တော်ဘာနဲ့ရိုက်ထားလဲဆိုတော့ 5DSR နဲ့ရိုက်ထားတာပဲဖြစ်တယ် commercial ဓာတ်ပုံတစ်ပုံရိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဓိက အချိန်ပေးရတယ်အချိန်ပေးနိုင်ရင်ပေးနိုင်တယ်လို့ကောင်းမယ်ဒါကိုရိုက်မယ်ဆိုတဲ့အချိန်မှာလည်းကျွန်တော် pre production လေးတခုတော့လုပ်ရတယ်ဗောနော်ဘာလို့ pre production လုပ်ရလဲဆိုတော့ဘယ်အချိန်မှာဘာရိုက်မှာလဲအလင်းမှောင်ကဘယ်လိုရှိရလဲဘာပြီးွားရင်ဘာရိုက်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်အသေးစိတ် plan ဆွဲပြီးတော့ရိုက်မှသာလဲကျွန်တော်ရိုက်မဲ့ပုံတစ်ပုံရိုက်ပြီးွားလို့ရှိရင်ဘယ်ပုံရိုက်ပြီးွားတဲ့အချိန်မှာတော့အပြင်မှာရှိနေတဲ့အလင်းရောင်ကဘယ်လောက်တော့ရှိမလဲအချိန်တော့ဘယ်လောက်တော့ရအောင်မလဲပြီးရင်ဘယ်လိုရွှေ့မလဲဆိုတဲ့ဟာကိုကျွန်တော်တွတ်ချက်ပြရဲဒါတော့မှ တနေရာရာမှာတခုခုချွတ်ချော်ရတယ်လွဲချော်ရတဲ့ဟာလေးရှိမယ်ကျွန်တော်အမှားလေးတခုခုရှိသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအစဆုံးပြန်ရရတဲ့ဟာမျိုးလေးရှိကောင်းရှိနိုင်တယ် professional ဖြစ်တဲ့အလျောက်တော့မမားတော့လားဆိုတော့ professional လည်းလူဖြစ်တဲ့ကြောင့်အမှားနဲ့တော့မကင်ဘူးတကယ်လို့အမှားတခုခုများရှိခဲ့မယ်ချွတ်ချော်ခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့က reshoot ပေါ့နော်ရိုက်ပြီးဆွဲချင်ကြရင်တက်တရင်လုတ်ပြီးခိုင်းမှာပဲရတယ် တခါလေးရဲ့ကွင်းပေါ်မှာ check လုပ်ထားမှရမှာကျွန်တော်အင်ဂျင်ရောက်ပြီးတော့ပုံပေါင်းတဲ့အချိန်ကျမှဟာဒါမပါလာဘူးဟိုမပါလာဘူးလို့လို့မရအောင်အဲ့တော့ရှိုက်တဲ့တခါလေးအကုန်လိုချင်တဲ့ဟာကိုလိုချင်တဲ့ lighting ကိုလိုချင်တဲ့ detail အကုန်လုံး sharpness ကိုဒီ shape ဖြစ်မဖြစ်ပေါ့နော်အကုန်လုံး detail တက်တော့ဖီးရောအကုန်လုံးကို setting ရောရှိရှိသမျှဟာအကုန်လုံး check လုပ်ရတယ်လုပ်ပြီးသွားပြီဆိုတဲ့အချိန်ကျမှအင်ဂျင်ရောက်တော့မှအချင်းယူပြီးတော့ ASC ပြန်ပေါင်းအောင်နော် result ကတော့ကိုရိုက်နေတဲ့အချိန်မှာငါဒီပုံပကြီကားလေးကို blue lighting လေးပေးလိုက်မယ်ဒီအခန်းရဲ့ lighting ကအဲ သူ့ရဲ့ interior light ကဘယ်လိုရှိရဲဆိုသူ့ interior light ကိုလည်းကျွန်တော်တို့ flashy မဖြစ်အောင်ပေါ့နော် flat နဲ့အရင်ပေးထားပြီးတော့မီးရင်လင်းနေပြီးတော့တဘာဝမဆန်မနဲ့ပုံမျိုးဖြစ်နေတာမျိုးလည်းမလိုချင်ဘူးဆိုတဲ့အခါကျတော့ဘယ်နေရာပဲစိတ်ပိုင်းလေးကို lighting လေးဘယ်လိုကွက်ပေးမယ်ဘယ်လိုသုံးမယ်ဆိုတဲ့ဟာလေးတွေကိုခွဲချင်းစိတ်ပြပြီးသုံးရတာပဲဖြစ်တယ်ဒီပုံတပုံရဲဖို့တော့ကျွန်တော်က55မိနစ်နဲ့တနားလောက်အချိန်ယူပြီးတော့ရဲရအောင်နော်ကျွန်တော် commercial quality grade တွေကကျွန်တော်ဈေးမပေါ်ပါဘူး quality ကောင်းတယ်အချိန်ပေးရတယ် ဈေးလည်းမပေါ်ဘူးပေါ့နော်ဈေးကြီးတယ်ပေါ့ဗျာပြောမယ်ဆိုလို့ရှိရင်ဘာလို့လဲဈာလို့ဈေးကြီးရတာလဲဆိုတော့ကျွန်တော်တို့ကအဓိကအချိန်ပေါ့နော်အချိန်အများကြီးပေးရတယ်အဲ့နောက်မှမှကျွန်တော်တို့ပညာရှင်ပေါ့နော်ပုံစဲပုံပေါ့နော်အားလုံးပုံစဲပုံတော့ထွက်တယ်ဒီစဲပုံရထွက်ဖို့တော့ကျွန်တော်ရိုက်ခဲ့ရတဲ့ experience လေးကို sharing လုပ်ပေးတာပဲဖြစ်ပါတယ် mega bezel နဲတာများတာကကျွန်တော် site အကြီးအသေးမှာပဲ꽈မယ်ဒီလိုမျိုးတက်ချာတွေပေါ်ဖို့ဆိုတာက technique ပိုင်းတွေအများကြီးလိုပါတယ် lighting ပိုင်းတွေ setting ပိုင်းတွေ ကျွန်တော်တို့ဒီအတွေ့အကြုံတွေဒီ post processing ဖြစ်တဲ့ photoshop ဘိုင်းတွေဆိုရင်လည်းအများကြီးလုပ်နိုင်မှသာလေ commercial photography တယောက်အနေနဲ့ရည်တည်လို့ရမှာဖြစ်တယ်။ commercial photography နဲ့ပတ်သက်ပြီးတော့အသိချင်တာမေးချင်တာရှိရဆိုလို့ရှိရင်ကျွန်တော် comment မှာမေးခဲ့လို့ရပါတယ်။နောက်ထပ် video တွေမှာတွေ့မယ်နော်။